ိုင်းနိုင်ငံကပွဲတစ်ခုမှာတချင်းဆိုနေတာကိုဆက်နားမထောင်ပဲ Brother Day ထပ်ပြန်ကြတဲ့ဖြစ်ကိုကြုံတွေ့လိုက်ရတဲ့လွမ်းပိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြိုဆိုလိုက်ပါတယ်လွမ်းပိုင်ဟာတချိန်တုန်းကအစောလောကမှာမင်္ဂလိတွေရဲ့အသေးဆွဲဆိုတော့တောင်းနေတဲ့ရည်တည်နေနိုင်ခဲ့တဲ့သူပေါင်းအခုချိန်ထိလည်းအောင်မြင်တဲ့ဆိုတော့ဖြစ်ရည်တည်နေတုန်းဆိုပေမဲ့အပိသူတွေကအရင်လောက်တော့မများတော့ပါဘူးတောင်းရင်ကတော့သူရဲ့လူမှုရေးဖောက်ပြန်တဲ့အချင်းတွေအကြောင်းပေါင်း ချန်နစ်ကြောကြာတွဲလာတဲ့ထထက်ကိုစွန့်လောက်ကောင်နော်ဖိုးရဲ့ဌာနရဖောက်ပြန်ခဲ့တာသိလိုက်ရကြတဲ့ကလူအများကအမပေးချင်ကြတော့ပါဘူး။ဒါပေမဲ့အချိန်ကြာလာရင်လူတွေမေးပြောက်သွားမှာပါလို့ယူဆကလွမ်းမိုင်ကတော့သူ့ရဲ့ပုံစံအတိုင်းရုပ်ဘက်တွေဖြောပြေးရင်းနဲ့ရက်တိလုံးနေတာဖြစ်ပါတယ်။ဒီကနေ့ရက်မှာလဲထိုင်းနိုင်ငံကဇေဒီတခုရဲ့ဖျားပွဲမှာတောင်းရောက်ဖြောပြခဲ့ရတာပေါ့ထိုင်းနိုင်ငံစန်ချာနပိုလီရွှေကုံဖျားပွဲမှာတောင်းရောက်ဖြောပြခဲ့တာလို့သိရပါတယ်ထိုင်းရောက်မြန်မာတွေအတွက်တော့ဆရာတော်ဖျားကဦးစီးကလွှမ်းမိုင်ကိုဖြောပြဖို့ဖိတ်ထားပေးခဲ့တာပေါ့မြန်မာပြည်သက်တွေကလည်းကွင်းပြေးကွင်းရှံလာရောက်ကြတာ ါပေါင်းဒါပေမဲ့လွှမ်းမိုင်းတခြင်းဆိုနေတဲ့အချိန်မှာထိုင်ပြီးနားထောင်သူတချို့ကတခြင်းအဆမရင်ထပ်ပြီးရေရုံတသက်တွေဖြစ်ကုန်ကြပါတယ်တချို့ကလည်းထိုင်ပြီးနားမထောင်တော့ပဲပြန်ဖို့လောက်တာကြောင့်ပြန်တဲ့သူကပြန်နေဖြစ်ကုန်တယ်လို့သိရပါတယ်လမိုင်ဟာတချင်းဆက်စုံနေပေမဲ့လည်းပြန်တဲ့သူတွေကပြန်ကုန်တယ်လို့မတန်ရက်သူကရန်နေမို့တောင်ဝင်ရှိသူတွေကလွှမ်းမိုင်တချင်းဆိုရာကိုရက်ခိုင်းလိုက်ပါတယ် လွမ်းမိုင်ကသချင်းဆိုတာကိုရလန့်ရပါတယ်။ဒါအပြင်တောင်ဝင်ရှိသူတွေကထိုင်ပြီးလွမ်းမိုင်ဖျော်ဖြေရကောနားထောင်ပေးကြပါလို့တောင်းဆိုနေခဲ့ရပါတယ်။ဒါကြောင့်မို့ဆိုဖာဗီဒီယိုကိုလူတချို့ကလွမ်းမိုင်ကိုအမပေးချင်တာကြောင့်ပရိသတ်တွေကပြန်ကုန်လာဆိုပြီးခေါင်းစဉ်တက်နေကြပါတယ်။လွမ်းမိုင်ရဲ့လူမှုရေးကိစ္စကြောင့်ပရိသတ်တွေကဖျော်ဖြေပွဲကိုတောင်ရှောင်ဖယ်နေကြပြီးကန့်ကွက်နေကြပြီလို့ရည်တင်နေကြတာပေါ့။ဒါပေမဲ့ဆိုဖာပွဲကိုသွားကြည့်ခဲ့တဲ့သူတွေကတော့ခုလိုထင်နေတာတွေကအမှားလို့ရှင်းပြလာခဲ့ကြပါတယ်။ လွှမ်းမိုင်းဖြောပြနေတဲ့အချိန်မှာရရုပ်တသေးဖြစ်သွားရတာကတော့အမှန်ပေါင်းဒါပေမဲ့လွှမ်းမိုင်းကိုအာမပေးချင်တာကြောင့်ကန့်ကွက်တဲ့အနေနဲ့ရရုပ်တသေးဖြစ်တာတော့မဟုတ်ပါဘူးဖြောပြပွဲကျင်းပနေချိန်မှာဆင်အောင်မှလူတချို့ကခိုင်ရန်ဖြစ်ပွားခဲ့ကြတာပေါ့ဒါကြောင့်မို့တာဝန်ရှိသူတွေကအချိန်မီတားဆီးရတာမျိုးရှိခဲ့ပါတယ် ရပွဲရှိပြီဆိုတာနဲ့ပွဲကင်းတဲ့ကသူတွေကရဲဟုတ်တဲ့ဖြစ်သွားတတ်တာကတော့တဘာဝပါ။လွမ်းမိုင်ဟာရံပွဲကြောင့်ပရိသတ်တွေကမကြောက်ရွံ့အောင်ပွဲမထိန်နိုင်သလုံးမဆွမ်းဆောင်နိုင်ပါဘူး။ဒါကြောင့်မို့လဲပွဲတော်ဝင်ရှိသူတွေကလွမ်းမိုင်ကိုတချင်းဆိုရက်ခိုင်းကဂျာရဲကနေပွဲဝင်ထိန်ပေးလိုက်ရတာဖြစ်ပါတယ်။ရံဖြစ်ကြတဲ့အချိန်မှာထိခိုက်တာမျိုးတွေဖြစ်မှာကိုပရိသတ်တွေအနေနဲ့လဲစိုးရင်ကြတာပါ။ ဒါကြောင့်မို့တချို့ကမိသားစုလိုက်ပြန်ကုန်ကြပါတယ်။ပြန်တဲ့သူတွေရှိလာတဲ့အတွက်လိုက်ပြန်သူတွေကများလာကမထိုင်နေရတော့ပဲမတက်ထိုင်ရကုန်ကြတာပေါ့။လွမ်းမိုင်အနေနဲ့လည်းသူဖြောပြေနေတော့မှမှထပ်ပြန်တဲ့အဖြစ်ကိုကြုံတွေ့ရတာကိုမျက်နာတော့အနေငယ်ပြတ်သွားရပါတယ်။ ဒါပေမဲ့ပြည်သက်တွေကိုနားလည်အောင်ရှင်းပြကနားထောင်ဖို့ပြန်စည်းရောင်းခဲ့ကြတာပေါ့။လွမ်းမိုင်ကိုလူမုံရဲဖောက်ပြန်သူအဖြစ်ရှောင်ချသူကများပေမဲ့တချို့နေရာတွေမှာလည်းလာရဆိုတော့ကိုအဘတရားအပင်းစိတ်တစ်ခုတည်းသာရှိကြတာမို့အဖေးချစ်ခင်ကြပါတယ်။ပြည်သက်ကြီးရောလွမ်းမိုင်ရဲ့ဖြောပြပွဲတွေကိုဆက်လက်အဖေးနေတော့မယ်လားဆိုတော့ခမမှာပြပြခဲ့ပါအောင်ရှင်။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။ celebrity celebrity သတင်းများအတွက် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။